အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ Google ကထုတ်ထားတဲ့ Totally Swa နဲ့ AI Tool တခုအကြောင်းပြပြချင်ပါတယ်သူ့နာမည်က Notebook LM နဲ့ဆိုတော့လေကျွန်တော်တို့ဒူရီသနာလို့တာတွေမဆူရတာတွေကိုလုံးဝပုံစံပြောင်းပစ်နိုင်တဲ့အရာတခုပေါ့ကဲဘာတွေကောင်းလဲဆိုတာအသေးစိတ်လေးကြည့်လိုက်ကြအောင်ပေါ့ဒီလိုမျိုးကြုံဘူးကြမှာပါကိုစာရွက်ဒီစာရွက် research paper တွေ report အရှိကြီးတွေ meeting note တွေအများကြီးပဲ အဲ့ဒီကြားထဲမှာကိုလိုချွန်ရဲ့အချက်လက်တစ်ခုကိုပြန်ရှာဖို့ဆိုတာတကယ်ကိုခေါင်းဆားရတဲ့ကိစ္စရဲ့ဆိုနေတခါတလေအရေးကြီးတဲ့အချက်တွေတော့မနာရောက်တော့မှမသိရှာမတွေ့တော့ဘူးအဲ့လိုမျိုးနမ်းပြောက်ဘူးကြတယ်မလားအဲ့ဒီပြဿနာအတွက်အဖြေရှိပါတယ်အဲ့ဒါကတော့ notebook lm ပါပဲသူကလေတခြား aid နဲ့လုံးဝမတူဘူးအခုနောက်ကပြောတဲ့အချက်လက်တွေရှုပ်ရက်ခတ်နေတဲ့ကိစ္စတွေကိုရှင်းဖို့စီမံခန့်ခွာဖို့တီးတန့်ကိုဒီဇိုင်းထုတ်ထားတဲ့ AI လွတ်ထောက်အသစ်ဆက်ဆက်တစ်ခုပါ ုတ်ပြီးဒါဆိုရင်ဒီ notebook LM ဆိုတာတကယ်တမ်းပါလဲတခြား AI တွေနဲ့ဘာများထူးခြားနေတာလဲဆိုတာကိုတစ်ချက်လောက်အသေးစိတ်ကြည့်လိုက်ကြအောင် notebook LM ရဲ့အဓိက အတက်ကဘာလဲဆိုတော့ grounded AI ဆိုတဲ့ concept ပါပဲဆိုလိုတာကအရင်ရှင်းငယ်သူကအင်တာနက်ကြီးတစ်ခုလုံးကအချက်လက်တွေကိုသွားမရှာဘူးအဲ့ဒီစာသူတို့ကိုယ်တိုင် upload လုပ်ပေးထားတဲ့ file တွေစာရွက်စာတမ်းတွေအဲ့ဒါလေးကိုပဲသူ့ရဲ့ကဘာအဖြစ်သတ်မှတ်ပြီးအလုပ်လုပ်တာအဲ့တော့ဘာကောင်းတော့လဲဆိုတော့ AID မှာ hate ဖြစ်တဲ့ hallucination လို့ခေါ်တဲ့အချက်လက်အမှားတွေရှော့ပြောတာမျိုးလုံးဝမရှိတော့ဘူးပြီးတော့ကို data တွေလည်းလုံးကျုံစစ်ချရတာပေါ့သူ့ကိုတုံးရတာကတော့ရှုပ်ထွေးလားဆိုတော့ဟွန်းလုံးဝမရှုပ်ထွေးဘူးဘလောက်တောင်ရွှေရှင်လဲဆိုတော့ကိုဆက်ကြည့်လိုက်ကြရအောင်ပါလို့ရမှာကအဆင့်30မြင့်ရှိတယ်အယံရွယ်တယ်ပထမဆုံးကို့မှာရှိတဲ့ source တွေအကုန်ပြင်လိုက် PDF တွေ Google Docs တွေ web page link တွေအတန်းဖိုင်တွေ video ဖိုင်တွေတော့ရတယ်ဒုတိယအဆင့်က ဘာမှလုပ်စရာမလိုဘူးသူ့အလိုလိုဂျန်မိုင်း AI ကအဲ့ဒီ file တွေအားလုံးဖတ်ပြီးတော့အဲ့ဒီအကြောင်းအရာတွေမှာ expert တရားဖြစ်သွားလိမ့်မယ်အဲ့ဒီနောက်မှာတော့ကဲတတိယဆင့်ကိုတိချင်တာတွေမေးတော့တာပဲအနစ်ချုပ်ခိုင်းမလားမေးခွန်းတွေမေးမလား idea အသစ်တွေထုတ်ခိုင်းမလားအကုန်ရပြီသူ့ရဲ့ capacity ကိုကြီးမင်းဆိုရင်လည်းမသေးဘူးနော် notebook တစ်ခုမှာ file 90အထိထည့်လို့ရရတယ်ပြီးတော့ file တစ်ခုချင်းစီမှာစကားလုံးပေါင်း9သိန်းအထိဟုတ်ပါတယ်9သိန်းအထိလက်ထပ်နိုင်တယ် ကျွန်တော်တတော်ကြီးရဲ့ project တွေအတော်တောင်းလုံလောက်ကြပေါ့ဗျာ။ကဲအခုသူ့ရဲ့အဓိကစွမ်းဆောင်ရည်တွေပြောရရင်တော့သူ့ရဲ့ super powers တွေအကြောင်းတခုချင်းစီကြီးလိုက်ကြရအောင်။အခြေခံကြဆုံးတဲ့ချက်ချင်းအထုံးဝင်တာကတော့အနစ်ချုပ်ဒီအဖြေတွေကိုချက်ချင်းရနိုင်တာပဲ။စာမျက်နှာရာနဲ့ချီတဲ့ report ကြီးတခုကို second byte အတွင်းမှာဒါတော့အနစ်ချုပ်ပဲဆိုပြီးထုတ်ပေးနိုင်တယ်။ပြီးတော့ကိုကမဲခွန်းတစ်ခုမေးလိုက်ရင် ူကအဖြေကိုဒီတိုင်းပြောတာမဟုတ်ဘူးဒီအဖြေကိုတော့မူရင်းစာအုပ်ရဲ့စာမျက်နှာဘလော့စာပိုက်ဘလော့ကနေယူထားပါလေဆိုပြီး citation နဲ့တကွတိတိကျကျပြန်ဖြေပေးတာဥပမာပေါ့နော်ဒီ research paper ရဲ့ chapter 3ကအထူးအငင်းပွားချက်တွေကဘာတွေလဲလို့မေးလိုက်ုံနဲ့သူအားဒီ chapter ကိုပဲတည်တန်းဖတ်ပြီးအချက်လက်တွေကိုတိတိကျကျဆွဲထုတ်ပြီးဖြေပေးလိမ့်မယ်အခုပြမယ့် feature ကတော့တော်တော်လေးကိုမိုက်တယ်တကယ်ကိုထူးခြားတယ်လို့ပြောရမှာပဲအဲ့ဒါကတော့ audio overviews ပါ သူကဘာလုပ်သေးလဲဆိုတော့ကိုတင်ထားတဲ့ no day စာဒီကိုလေ AI host နေရာကနေအပြန်လန်ဆွေးနွေးနေတဲ့ podcast တခုလိုမျိုးအတန်းဖိုင်ခိပြောင်းပေးတာအရာမိုက်တာကဘာလဲဆိုတော့အဲ့ဒီ feature ကိုဘာသာစကား90ကျော်နဲ့သုံးလို့ရပြီအဲ့ဒီတုန်းကကျွန်တော်တို့မြန်မာဘာသာစကားလည်းပါတယ်ဆိုတော့ကိုယ့်ရဲ့ note တွေကိုကိုယ်တိုင်ပြန်ဖတ်နေစရာမီလို့တော့ကားမောင်းညင်းဖိဖြစ်လမ်းလျှောက်ညင်းဖိဖြစ် podcast နားထောင်စလိုမျိုးအေးအေးဆေးဆေးနားထောင်သွားလို့ရပြီအဲ့အရာတွေပြင်တခြားလုပ်ပေးနိုင်တာတွေအများကြီးရှိသေးတယ်ဒီမှာကြည့်လိုက် ိုဆော့စ်တွေအနေနဲ့မေးလေးရှိတဲ့မေးခွန်းတွေ FAQ guide တွေဖန်တီးပေးနိုင်တယ်အဖြစ်အပျက်တွေကိုအချိန်လိုက်စီပေးတဲ့ timeline တွေလုပ်ပေးနိုင်တယ်မိတီမဝင်ခင်အချက်လက်အချင်းချုပ် briefing doc တွေထုတ်ပေးနိုင်တယ်လို့ idea တွေကိုမြင်တောင်ချစ်ဆက်ပြရတဲ့ mind map တွေအချို့အလိုလျောက်ဖန်တီးပေးနိုင်ပါသေးတယ်ကဲဒီ feature တွေအများကြီးနဲ့လက်တွေ့မှာဘယ်လိုအသုံးချလို့ရလဲဘယ်သူတွေအတွက်ပိုပြီးအကျိုးရှိမလဲဆိုတာကိုကြည့်ကြရအောင် ကျောင်းသားရေသူထေတနာလုပ်နေတဲ့သူတွေအတွက်တော့ဒါကတကယ့်ကိုဖော်ကောင်းမယ်စာအုပ်ကြီးတအုပ်လုံးကိုထည့်လိုက်ပြီး study guide တွေ fancy ခိုင်းလွန်ရရဲကိုပါတာကိုပြန်စစ်ဖို့ flash card တွေ quiz တွေလုပ်ခိုင်းလွန်ရရဲ research paper အရှိကြီးတွေတဲ့ကကိုလိုချင်တဲ့ data ကိုချက်ချင်းဆွဲထုတ်နိုင်သလို thesis စစ်တဲ့ argumentative တွေ brainstorm လုပ်ဖို့လည်းအများကြီးအချောက်ကူပြုတယ်ယုံသမားရေ content creator တွေအထက်လဲအသုံးဝင်ပုံကတော့ report အရှိကြီးတွေ meeting transcript တွေကိုချက်ချင်းအနစ်ချုံနိုင်တော့အချင်းအခွန်အုံချမ်းတက်တာပါပေါ့ မိတိမတန်ခင်ပြင်ဆင်စရာရှိတာတွေကို briefing တောင်းတစ်ခုနဲ့အားလုံးကိုခြုံငုံမိသွားမယ်။နောက်ပြီးတော့ blog post အသစ်တွေ presentation idea တွေလည်းသူ့ကို brainstorm လုပ်ခိုင်းလို့ရသေးတယ်။ကိုလို့ထိုင်းလို့ကိုကိုကို team member တွေနဲ့ share ပြီး collaboration လုပ်လို့ရတာကလည်းနောက်ချအားသာချက်တစ်ခုပဲ။ဆိုတော့အတိတ်ကကြွားချက်ကိုပြန်ချုပ်ရရင်ဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ နော်ဘူအယ်လန်ကကိုပေးတဲ့ source တွေကိုပဲတုံးတယ်။ဒါကြောင့်အဖြစ်တွေကတိကျတယ်၊ကိုကားနဲ့လာတယ်။ပြီးတော့ကို data က private ဖြစ်ပြီးလုံခြုံတယ်။တခြား AID ကြတော့ internet ကြီးတစ်ခုလုံးကိုတုံးတော့အချက်အမာတွေပြောတတ်တယ်။ကို data ကိုလည်းသူတို့ model train for ပြန်တုံးနိုင်ချေရှိတယ်။အဲ့ဒီအချက်ကအကြီးမားဆုံးကွာခြားချက်ပါပဲ။ဟုတ်ပြီ။ဒါဆိုရင်တော့ရှေ့ဆက်ပြီးပါဖြစ်လာနိုင်မလဲ။ဒီ AI ပါနာနဲ့ပတ်သက်ပြီးဘာတွေမှတ်သားထားတဲ့နယ်ဆိုတာလေးနဲ့မိကုန်းချုပ်ကြရအောင်။ တကယ်တော့ notebook lm ကသူတေတနာလုပ်တယ်ဆိုတဲ့အတိတ်ဖက်ကိုကိုပြောင်းလဲဖေးလိုက်တာပါအရင်လိုစာအုပ်ကြီးတွေရှေ့မှာတယောက်တည်းညင်ညင်လေးထိုင်ဖက်နေရတာမျိုးမဟုတ်တော့ဘူးကိုယ့်ရဲ့စာရွက်စာတန်းတွေနဲ့အပြာလန်စကားပြောနေရတယ်လို့တက်ကြွတဲ့ dialogue တစ်ခုကိုဖန်တီးပေးလိုက်တာပါပဲကဲအဓိကမှတ်ထားရမယ့်အချက်ဒီကိုပြန်ချုပ်ရရင်၁သူကကိုယ့်အတွက်ကိုပိုင်လုံခြုံတဲ့ AI expert တယောက်ပဲ၂ အချင်းကိုအများကြီးတက်တာစေသည်အကြောင်းအရာဒီကိုပိုနားလဲစေတယ်၃မြမဘာသာစကားကိုပါကောင်းကောင်း support လုပ် ပေးတယ်၄ Android ရော iOS မှာပါ mobile app တွေထွက်ထားပြီဆိုတော့ဖုန်းလက်ကလေးလည်းတုံးလို့ရပြီနောက်ဆုံးအနေနဲ့ဒီမိခွန်းလေးနဲ့အဆုံးစားချင်ပါတယ်ကိုယ့်ရဲ့စာရီကိုယ့်ရဲ့ချက်လက်တွေကိုတကယ်ကိုနားလည်တဲ့ AI တယောက်တည်းရှိခဲ့ရင်အဲ့ဒီ AI ကအခုလက်ရှိအလုပ်လုပ်နေတဲ့ပုံစံစာရင်းလာနေတဲ့ပုံစံတွေကိုဘယ်လိုများပြောင်းလဲပြင်နိုင်မလဲဆိုတာကိုခဏလေးစဉ်းစားကြည့်စေချင်ပါတယ် သူရဲ့စွမ်းဆောင်ရည်တွေကိုကိုယ်တိုင်ကိုယ်ချဝင်ပြီးစမ်းကြည့်ခြင်းနဲ့ဆောင်ရင်တော့ notebooklm.google.com မှာအခုပဲဝင်ပြီးအသုံးကြည့်ချီလို့ညပါပြီ။အချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ချီးစုများကြီးတင်ပါရယ်။ CNS Computer and Network Solution